အော်မင်္ဂလာပါပါဘယ်စပယ်ကောင်းမကျိုးဆိုပါရယ်ဒီ Pay You Development Series ထဲမှာပြောပြပေးသွားခြင်းတဲ့အကြောင်းအရာကလူငယ်တွေကိုကိုကို self confidence ဒီကိုကိုယုံကြည်မှုရှိလာပေါ့နော်ကိုလိုချင်တဲ့ဘဝပန်းနိုင်ကိုရဖို့အတွက်ကိုရချင်တဲ့အရာတွေရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ interview တွေဖြေဖို့တွေကြောင်းစာခွဲရမှာမပြီးဘူးပေါ့နော်အလူလက်စကားပြောရမှာရှိတယ်လူကြီးလူကျယ်လို့ရမယ့်အရာတွေရှိတယ်ဆိုတော့ခါမျိုးမှာကိုကိုကိုယုံကြည်မှုကတော့အနည်းနဲ့များရှိဖို့လိုအပ်ပါတယ်ဆိုတော့ဒီထဲမှာလူငယ်တွေအနေနဲ့ကိုကိုကိုယုံကြည်မှုနေနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကြောင့်မလို့ယုံကြည်မှုတွေနေနေရတာလဲအဲအဲ့ ောင်းအရာတွေနည်းနည်းပြောပြမယ်ပြီးလို့ရှင်ဘလိုမျိုးကိုကိုယုံကြည်မှုမြင့်တင်လို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုလည်းပြောပြတော့မှာဖြစ်ပါတယ် တော်တော်များများအချင်းမဲ့ဖြစ်တဲ့လူလူတွေများအနောက်တိုင်းနားနေနဲ့ရှင်းကြည့်လိုက်တယ်ဆိုလို့ရှင်ပေါ့နော်ဒါက genetics အရာလည်းဖြစ်နိုင်တယ်နောက်တစ်ခါကျမတို့ရဲ့ဒီ culture ရပေါ့နော် culture အရာဟိုကကျမတို့တွေကအဲဘယ်လိုလဲဆိုလို့ရှင်ကျမတို့ရှင်ကြီးမှုဟာဟိုဒီလိုမျိုးအေးအေးလေးနေရတာဟိုလူလူတွေကြမလုံရတာမျိုးပို့ပြီးတော့အားပေးတဲ့သဘောမှရှိတယ်ပြီးတဲ့အခါမှာမိဘတွေကလည်းကိုယ်ကတခုလှုပ်လိုက်တယ်ဆိုလို့ရှင်ကိုကိုဖိနှိပ်တာမျိုးတွေကြုံရတာမျိုးတွေရှိတယ်ဘေးပတ်ဝန်းကျင်ကပြောတာတွေကြုံရတာမျိုးရှိတဲ့အခါမှာလူတွေကအဖြစ်ဖြစ်နဲ့ကိုကိုယုံကြည်မှုတွေနည်းလာတယ်ထားပါတော့နော်လောက်ခဲရတော့ကဲ့ရဲ့ခံရတာလို အဟာမျိုးမှာလူတွေကโอเคအဲ့ဟာကိုဆက်ပြီးတော့လုပ်ဖို့အတွက်ယုံကြည်မှုနည်းလာတာပေါ့နော်ဆိုတော့ဒါပတ်ဝန်းကျင်ကြောင့်မလို့ဖြစ်နိုင်တယ် genetics အကြောင်းမလို့ဖြစ်နိုင်တယ် genetics ဆိုတဲ့နေရာမှာကျမတို့တွေကဟိုဟိုလူဟာပေါ့ကိုယ့်ရဲ့မိသားစုမှာဆိုလို့ရှိရင်ကိုကအကြီးဆုံးလားအလတ်လားငယ်လားစသဖြင့်ဒီ birth order အစားပေါ့ကျမတို့တွေကကိုယ့်ရဲ့ personality ပေါ့ဒါတွေပေါ့တက်ရောက်မှုအများကြီးပဲရှိနိုင်တယ်အဲလူကြီးတွေရဲ့ပြောဆိုဆုံးမမှုတွေကလည်းကိုယ့်ပေါ့တက်ရောက်မှုရှိတဲ့ခါမှာကိုတွေကတဖြည်းဖြည်းနဲ့ယုံကြည်မှုရှိရလူလားထိမဖြစ်တဲ့လူလားရှက်တဲ့လူလားပေါ့နော်ဟိုစကားနည်းနည်းပြောရမှာလူတွေနဲ့တိတ်မပြောရှင်တဲ့ ဲ့လူလားဆိုတဲ့ဥစ္စာကအပေါ်မှာလာပြီးတော့တက်ရောက်နိုင်မှုတွေအများကြီးပဲရှိတယ်။အဲ့ဒီပြင်ကျွန်တော်တို့ရဲ့အတွေ့အကြုံရတဲ့အတွေ့အကြုံတွေပေါ့နော်။ဒါပေမဲ့တော့ကျွန်တော်တို့တွေကတော့ပတ်ဝန်းကျင်ကလည်းကိုယ့်ဟိုဟာအားပေးပါရဲ့။ထို့တော့ကျွန်တော်တို့တွေကဒီကိုယ့်ရဲ့အတွေ့အကြုံပေါ့နော်။ငယ်စဉ်ကလည်းမရခဲ့တဲ့အတွေ့အကြုံကရှက်စရာကောင်းတဲ့အရာမျိုးဥပမာအဲကိုယ်က confidence ရှိတဲ့တော့ပြန်ပွဲတွေဝင်ပြိုင်လိုက်တဲ့အခါမှာရှုံးနေသွားတဲ့အခါမျိုးပါပဲဖြစ်ဖြစ်။အဲတော့ဒီမှာမဲပြန်ပွဲတွေမှာလူတရာရတဲ့အခါမှာလူတွေပြောခံရတဲ့အခါမျိုးမှာကိုယ့်ရဲ့သူ့ရဲ့သူ့ရဲ့အတွေ့အကြုံကနေပြီးတော့သက်စင် ကိုကိုကယူလိုက်တဲ့ကိုယ့်ရဲ့ perspective ပေါ့နော်ဆိုတော့အဲ့ကိုယ့်ရဲ့ perspective ကကိုယ့်ရဲ့ကိုယ့်ရဲ့ယုံကြည်မှုတွေကိုအာ boost လုပ်နိုင်သလားဒါမှမဟုတ်ကိုယ့်ရဲ့ယုံကြည်မှုတွေကိုကိုယ့်ကိုဖျက်ဆီးနိုင်နိုင်လားဆိုတဲ့ဥစ္စာတွေပေါ့မလေးအားရတရမှုရှိတာပေါ့ဆိုတော့ကိုယ့်ရဲ့ experience ကိုယ့်ရဲ့ genetic နဲ့ကိုယ့်ရဲ့အာပတ်ဝန်းကျင်အာအပေါ်မှာလိုင်းပဲမှုတည်မှုရှိတဲ့ဒီ confidence တွေอ่ะဆိုတော့ဘာကြောင့်ဘလို့ဖြစ်တာလဲဆိုတော့သိပြီးွားပြီဆိုလို့ရှိရင်ကျမတို့ကဒီဟာကိုဘလို့မျိုးကောင်လုပ်လို့ရမလဲကိုကတော့ဒီချိန်မှာဒီလို confidence တိတ်မရှိတဲ့လူဖြစ်နေပြီအဲကျမဆိုလို့ရှိရင်လည်းဒီလိုရောက်တော့ရောက်ခါဆောင်သွားဆိုစကားပြောရ ဲဘူးမပြောရုံစား language barrier ရှိတာလည်းပါတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်လူတွေကျေလောက်တာကိုကျမတို့တိတ်မကြိုက်ဘူးလူကြီးတွေနဲ့စကားပြောတာပို့ပြီးတော့မကြိုက်ဘူးဆရာမတွေဆိုလို့ရှိရင်ကျမမပြောရဲဘူးအဲ့လိုမျိုးတွေပေါ့နော်ဟိုကိုနဲ့ဆိုလို့ရှိရင်တောင်မှပဲအဲ့လိုမျိုးအတန်းကောင်းဆောင်လို့ဘာလို့လဲဆိုမပြောအတန်းထဲမှာ president လို့ဘာလို့လို့မျိုးနည်းနည်းဟိုပါပေါ့နော်လူသဘောကျတဲ့လူတွေနဲ့ဆိုစကားမပြောရဲဘူးဟောလေကိုကိုကိုလည်းအားမရဘူးဟိုရှက်တာလည်းပါတယ်ပြီးတော့ယုံကြည်မှုလည်းတိတ်မရှိဘူးပေါ့နော်အော်ငါစကားပြောရင်စိတ်ဝင်စားဖို့မကောင်းလူတွေကငါပြောတာထောက်ချင်မှာမဟုတ်ဘူးဆိုတော့အတွေ့အကြုံပို့ပြီးတော့များရတယ်ပေါ့နော်နံ ံပါတ်1ကပေါ့နော်ဒီ confidence ကိုရစီရချင်တယ်ဒီကိုကိုယုံကြည်မှုရှိချင်တယ်ဆိုလို့ရှိရင်မြင့်တက်ချင်တယ်ဆိုလို့ရှိရင်နံပါတ်1ကကိုကိုပြောတဲ့ဒီ self belief ပေါ့နော် self perception ကအရင်ရေးကြည့်တယ်အဲ့တော့ထားပါတော့ကိုကဘယ်လောက်ကြီးပဲလေမဟုတ်တာတွေလုပ်နေတာမှပဲ confidence အပြည့်နဲ့လုပ်တဲ့လူတွေတွေ့မှုရဖလားကျမတို့ social media တွေမှာပဲဖြစ်ဖြစ်ပေါက်ကီးကပြောတာမှာပဲပေါက်ကီးက confidence ရှိရှိနဲ့ပြောသွားတဲ့လူတွေ live ပဲရှိတယ်အင်္ဂလိပ်စကားကမပြီးဘဲနဲ့သင်နေတဲ့လူတွေရှိတယ်တခြားဟိုကိုကိုနိုင်တာဘွဲမရဘဲနဲ့စာပြန်ဥမာပေါ့နော်ဒါတွေကကျမတို့တွေကဒီလိုပေါက်ကီးကလုံတိတိုင်အောင် ောင်တော့မှပဲသူတို့ဒီ conference အရန်ရှိတဲ့အခါမှာလူတွေကသူတို့ကိုလက်ခံတယ် entertainment တစ်ဖွဲ့ကြည့်လို့ရတယ်သူတို့ကလည်း entertainment ပဲဖြစ်ဖြစ်ဘာပဲဖြစ်လူတွေကြည့်နေသဘောကျတယ်ဆိုတော့ဟိုကိုယ့်ရဲ့ self belief ပေါ့နော်ကိုကိုကိုယုံကြည်မှုလူတွေကငါ့ကိုသဘောကျတယ်လို့ကိုကကိုထင်နေတဲ့အတွေးပေါ့လေဒီ self perception ပေါ့အဲ့ဒီဟာကအရန်ကြီးကြည့်တယ်ဆက်လို့တွေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အတွေးကသူများတွေကကိုဘယ်လိုထင်လဲဆိုတာတက်ပို့ပြီးတော့အရေးကြီးနေတာပေါ့နော်ဆိုတော့အဲ့တော့ကျမတို့ကကိုယ့်ရဲ့အတွေးကိုကိုကပြင်ရမယ်အာ ဘာလဲဆိုလို့ရှိရင်ငါသည်အဲကိုယ့်ရဲ့ self concept ပေါ့နော် ငါဒီအာလူများတွေဟိုဘယ်လိုခေါ်မလဲကိုအရင်ကမကောင်းနေသေးဘူးဆိုလို့ရှင်လာမှာပဲငါစ조사နေတဲ့ကာလဖြစ်တယ်အနည်းဆုံးတော့ဟိုအရင်တော့ကပြောတဲ့အရင်တော့ကပုံစံနဲ့အခုပုံစံကပုံပြီးတော့တူတက်လာတယ်ကျွန်မဆိုလဲဒီဗီဒီယိုကြီးစပြီးလုပ်တဲ့အချိန်မှာတကယ်ဟိုခွေးရိုက်လှဲနေတယ်လို့ပဲအပေါ့တော့ပေါ့တော့မြန်မာလူကလည်းကောင်းကောင်းမပြောတဲ့အင်္ဂလိပ်စကားလုံးကလည်းဟိုမထက်လို့ကလည်းမရအဲအဲ့လိုမျိုးပေါ့ဂျားထဲမှာဒီလို post ဖြစ်နေတဲ့ moment တွေအများကြီးပဲရှိတယ်ဘာပြောမှလည်းမသိဘူးပြောရင်လည်းနောက်မှလည်းမဟုတ်ဘူးဆိုတဲ့အတွေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ ဲ့ဒီဟာကိုရုံစိုးပြောင်းသွားတယ်โอเคလူတွေကြည့်ကြည့်မကြည့်ကြည့်လူတွေကြက်ကြက်မကြက်ကြက်ငါဘာကြောင့်မလို့ဒီဗီဒီယိုလုတ်ချင်ရတာလဲငါကောင်ကသဘောကျဖို့လိုအပ်တယ်ငါဘာကြောင့်ဒီ content တွေကို create လုတ် ဖို့အတွက်လိုအပ်တယ်လို့ထင်တယ်လေ self concept ကပို့ပြီးတော့အရေးကြီးတယ်။နော်အဲ့ဟာကိုကျွန်တော်တို့သိထားပဲ။ကိုလိုချင်တဲ့အရာတွေကိုလည်းအရာယူနိုင်ရဲ့အရာယူနိုင်တဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။အဲ့အတွက်ကြောင့်မလို့အာငါကငါမှာအခုရှိနေတဲ့ knowledge တွေကိုလူငယ်တွေကိုတစ်ယောက်ရရနှစ်ယောက်ရရပြောပြဖို့အတွက်ငါမှာတာဝန်ရှိတယ်လို့ခံစားရတယ်။အဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုတွေငါလုပ်မယ်ဆိုတော့ဒါ self concept self perception ဖြစ်သွားတာပေါ့နော်။ဒီကိုယ့်ရဲ့ belief တွေ emotions တွေကိုကျွန်တော်တို့ရအမြဲတမ်းချိန်ပြီးတော့ညှိပေးနေဖို့လိုအပ်လိုအပ်တယ်။အာမကောင်းတဲ့ဒီ conflict ဖြစ်တဲ့ emotions တွေ မကောင်းတဲ့ belief တွေတက်လာလို့ရှိရင်ကိုယ်လာပြီးတော့ limit လုပ်နေတဲ့ self talk တွေကိုကျမတို့တွေက replace လုပ်ပြီးတော့ totally opposite ဖြစ်တဲ့သူနဲ့ဆင်ကျင်ဖက်ဖြစ်တဲ့ဥစ္စာလေးကိုပြောပြဖို့လိုအပ်တဲ့ ကိုယ့်နေရာမှာကိုယ့်တငယ်ချင်းဆိုဘလို့နေမလဲကိုယ့်တငယ်ချင်းကိုယ်အားပေးတဲ့သဘောနဲ့ကိုယ့်ကိုပြန်ပြီးတော့အားပေးတဲ့စကားလုံးလေးတွေပြောတဲ့နဲ့ခုနကပြောတဲ့လူငါ့ရဲ့ဗီဒီယိုလူတရားနေရာပဲကြည့်တယ်။အားအချိန်ကုန်ခံပြီးတော့လုံနေတယ်လူတရားနေရာပဲကြည့်တယ်။ပေါက်တက်ကြရတယ်လုံနေတယ်လူတရားပို့ပြီးတော့ဟိုလူကြည့်များတယ်ဆိုတော့အတွေးကိုကျွန်မဖြစ်မဲ့အစားအဲ့အချိန်မှာဖြစ်မဲ့အဲ့လိုမျိုးတွေတွေးမဲ့အစားကျွန်မတို့ကဘလို့ positive အတွေးလေးတွေးလို့ရတယ်ဆိုလို့ရှိရင်ဘဝမှာကိုလိုချင်တာဖြစ်ခဲ့တဲ့လူတယောက်နေနဲ့ငါဒီဟာလေးကိုပြောပြဖို့အတွက်လူတရားဖြစ်နေရဖြစ်ဖြစ်အကျိုးအမြတ်ရှိအောင်ပြောပြဖို့အတွက် ပို့ပြီးတော့အရေးကြီးတယ်လူကြည့်ချင်းကြည့်ချင်းကငါ့ရဲ့ out of control ဖြစ်တဲ့ဆိုတဲ့အတွေးတွေနဲ့ပေါ့နော်ဒီလိုမျိုး positive thoughts တွေနဲ့ကျမတို့ never place လုပ်လို့ရတယ်ပေါ့ထပ်ပြီးတော့ဆာမွေးရှိတာဖြစ်ဖြစ်ဟာဒီ interview ရှိတာပဲဖြစ်ဖြစ်ကိုမလုပ်ချင်ရတဲ့ symbol တက်ပြီးတော့တခုခုလုံရတာပဲဖြစ်ဖြစ်ကျမတို့လည်းတော့ဆိုလို့ရှင်လဲအဲကျမတို့ speech တွေလုံရမျိုးရှိတယ် project လုပ်တဲ့အခါမှာကျမတို့ group project ကို represent လုံရမျိုးရှိတယ်အလှည့်ကျလုံရမျိုးရှိတယ်ဆိုတော့ဒီစင်ရှိမှာ4 dia ရှိမှာတွားပြီးတော့မပြောဖြစ်ပြောရတဲ့အခါမျိုးတွေလည်းအများကြီးပဲရှိတယ်အဲ့ဒါကြီးလုံးဝမလုပ်ချင်စုံရည်ပေါ့နော် confidence ကမရှိဘူးငါပြောနေတဲ့လူတွေနားလေပါမလားဆိုတဲ့အတွေးနဲ့ ဆိုတော့အမျိုးတွေလောက်ရတော့မယ်အင်တာဗျူးတွေဖြေရတော့မယ်ဆိုလို့ရှင်ကျမတို့ကအဲ့ဒီနေ့မတိုင်မိမှာအဲ့ဒီခါမလုတ်ခင်မှာကျမတို့ဘာလေးလုပ်လို့ရလဲဆိုရှင်ကျမတို့ mental rehearsal လို့ခေါ်တယ် visualize လုပ်တယ်လို့လည်းပြောလို့ရတယ်အဲခေါ်ရတော့မျိုးစုံရှိတယ်ဒါပေမဲ့ဘာလေးဆိုလို့ရှင်ကိုယ့်ရဲ့အောင်မြင်မှုကိုဖြစ်ချင်တဲ့ပုံစံဖြစ်ပြီးသွားပြီဆိုတဲ့ဥစ္စာကျမတို့နေရမြင်ရအောင်ကြည့်ဖို့အရင်လိုအပ်တယ်ပေါ့နော်ဥမာကျမတို့ကဒီစင်ရှိမှာစကားပြောရတော့မယ်ဆိုလို့ရှင်ကျမတို့အဲ့ဟာမတိုင်မိတဲ့ကမျိုးလုံးလေးချက်လောက်ပြီးတော့ okay ငါအဲ့စင်စင်ပေါ်မှာဘယ်လိုမျိုး confidence နဲ့စကားလုံးတွေပြောနေလဲလူ ီးယားဘလောက်တော့မှာပဲစိတ်ဝင်စားနေတာဆိုတော့အတွေးတွေโอเคငါပြီးသွားတဲ့အချိန်မှာဖြစ်သွားတဲ့ဒီဟာပြောရမယ့်အရာကိုပြောပြရတဲ့အချိန်မှာဖြစ်သွားတဲ့ငါရဲ့ကြည်နူးမှုခက်စားမှုအဲ့ဒါဘလို့လေးရှိမလဲဆိုတော့အဲ့ဒါလေးတို့ကျမတို့တွေကဟို rehearse လုပ်နေတာပေါ့နော်အဲ့ဒါကိုကျမတို့တွေကဒီဟိုပြိုင်ပွဲတွေပါတယ်ပြိုင်တဲ့လူတွေမှာသုံးနေပေါ့နော်ဆိုတော့ဒီပြိုင်ပွဲကိုနိုင်ပြီးသွားတဲ့အချိန်မှာဖြစ်တဲ့ခက်စားချက်ကပြိုင်ပွဲမဝင်ခင်မှာတည်းကကျမတို့တွေအဲ့ဒီဟာကို practice လုပ်နေဖို့လိုအပ်တယ်ပေါ့နော်ဒါကကိုယ့်ရဲ့အောင်မြင်မှုကိုရုပ်ရှင်ကြည့်နေတဲ့ပုံစံမျိုးအနေနဲ့တွေးလိုက်တာပေါ့နော်ဆိုတော့ မျိုးလုံးလေးပိတ်မယ်ပြီးသွားလို့ရှိရင်ကိုတွေးကျင်တဲ့ဥစ္စာလေးခုနကကိုဖြစ်ချင်တဲ့ဥစ္စာလေးကိုစိတ်ကူးရင်ပြီးတော့ပုံဖော်ကြည့်မယ်ပေါ့နော်ဟဲ့ကိုရဲ့ဟိုအဲ့ချိန်မှာကိုရဲ့ confidence ရှိတဲ့ကိုကဒါ confidence ရှိတဲ့လူတယောက်ဆိုလို့ရှိရင်အဲ့ချိန်မှာဘယ်လိုပုံစံမျိုးလေးစကားပြောမလဲနော်အဲ့အချိန်မှာဖြစ်တဲ့အင်းဒီဥစ္စာဘယ်လိုအရာမျိုးဝတ်မလဲအဲ့အတန်နေထားဘယ်လိုမျိုးဖြစ်နေအဲ့ချိန်မှာငါဘယ်လိုခံစားနေရမလဲလူတွေမျက်နှာဘယ်လိုရှိနေမလဲအတန်လေးပေါ့ပြောရမယ်ဆိုအဲ့ဒီဟာလို့ကျမတို့တွေကဘာနဲ့တွဲလိုက်မလဲဆိုတော့အာယုံ၅ပါးနဲ့တွဲလိုက်လို့ရတယ်ပေါ့နော်အာယုံ၅ပါးနဲ့တွဲတွဲတယ်ဆိုတာ ာအယုံကားပါမှာအဲ့ချိန်မှာကျမကျမတို့မြင်နေရရှေ့မှာလူတွေကကြည့်နေတယ်စေုံတစားကြည့်နေတာဦးကျမကမြင်ရတယ်အမြင်အကြာโอเคကိုကတန် ရှင်းလင်းပြသဆိုပြောနေတယ်ငါ့ရဲ့အတန်ပေါ့။ညလူတွေကလည်းတိတ်ဆိတ်နေတယ်ပေါ့။ဒါအတန်ပေါ့နော်။အဲဒီ hall တစ်ခုလုံးမှာငါအတန်တစ်ခုပဲရှိတယ်။ငါပြောနေတာကိုလူတွေကတိတ်ချာလိုက်နားထောင်နေကြတယ်။ဒါဒီကျမတို့ကြားနေရမယ် sound စီပေါ့နော်။ဒါမှမဟုတ်လည်းပြန်ဝဲတွေဘာကြီးသွားနေဆိုလူတွေကလက်ခုတီးပြီးအားပေးနေတဲ့တန်နေပေါ့။စသဖြင့်ပေါ့နော်။ဆိုရင်ကျမတို့ရေးချတဲ့လေရေးချလိုက်ရတယ်။အဲဒီခိုင်ချင်ကျမအဲ့လိုမျိုးပေါ့ရေးချလိုက်တယ်။တကယ်မပြီးသေးပေမဲ့ပြီးသွားရတဲ့ရပေါ့နော်။ Okay ငါဒီနေ့ဒီအချိန်မှာဒီပွဲကိုပြီးသွားပြီ။အဲအဲ့မှာငါတို့ကောင်းကောင်းဝင်ဝင်လေးပေါ့လူတွေကလည်းလာပြီးတော့ကူညီကြတယ်။အပ ွဲလေးဖြစ်မြတ်အောင်လို့တော့နော်အဆဆိုင်ရင်ရဝမ်းပြီးတော့ဟိုပံ့ပိုးပေးကြတဲ့လူတွေကိုလို့ကျေးဇူးတင်တဲ့ဆက်တဲ့ဖြစ်ပေါ့နော်ဒါလေးတို့ကျွန်မကပွဲမပြီးခင်နေရနေပြီးတော့ gratitude letter အနေနဲ့လေးရေးထားမျိုးလေးရှိရပေါ့နော်ဒါဂျိုးပြီးတော့ကျွန်မတို့တွေက ဖြစ်လာမယ့်အရာကိုကိုဖြစ်ချင်တဲ့နေရာနေပြီးတော့ practice လုပ်နေတဲ့ပုံစံပေါ့အဲ့ဒါမျိုးလေးလေခဏခဏ practice လုပ်ပါအာကျွန်မဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဒီပွဲတစ်ခုလုံးကိုကိုကကိုက director ဖြစ်တဲ့အခါမျိုးမှာကိုကဒီပွဲတစ်ခုလုံးကိုက season တဲ့အခါမှာလူတွေကိုဟိုပေါ့ကိုကကူညီဖို့ဆိုလို့ရှိရင်ဟိုလိုက်ပြီးတော့ခေါ်ရတာလေကျွန်မအဲ့လုပ်တဲ့သိမ့်မလုပ်ချင်တဲ့မျိုးရှိတယ်လူတွေကဘယ်လိုမျိုးတုံ့ပြန်မလဲအဲပြီးတဲ့အခါမှာလူတွေကလာရောလာပါမလား perform လုပ်မဲ့လူတွေကအဆင်ပြေပါမလားအာအဲ့လိုမျိုးပေါ့ငါပြောတဲ့စကားတွေကမြန်မာနေမလားဒါတွေဒါတွေကိုကျွန်မတို့တွေက confidence တွေမရှိဘူးဖြစ်နေမယ်အစား ြစ်ပြီးသွားပြီဒီပွဲလေးကအောင်မြင်စွာပြီးဆုံးသွားပြီဆိုတဲ့နေရာလေးတို့ကျွန်မအမြဲတမ်းပဲရေးတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုအဲ့လို practice လုပ်လို့ရတယ်ပေါ့နော်နောက်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ confident ရှိဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပါပေါ့ ဒီ power post လို့ခေါ်ရပါတော့ power post ဆိုတာဘာလဲဆိုလို့ရှိရင်ကျမတို့က coffee နဲ့မရှိဆိုလူတွေအဲ့လိုမျိုးလေဟိုကြောကုန်းကကုန်းကုန်းကြီးနဲ့ခေါင်းထဲကငုံထားမယ်အခန်းကအဲ့လိုမျိုးပေါ့နော်ဟိုဟာပေါ့မေ့နေတာပဲဖြစ်ဖြစ်တည်နေတာပဲဖြစ်ဖြစ်ဖြစ်နေမယ်အဲ့အဲ့လိုမျိုးလေးပေါ့ဒါကျမတို့ရဲ့ body posture ကအဲ့လိုမျိုးသွားတာပေါ့နော် coffee နဲ့မရှိတဲ့ခါမျိုးမှာအရှက်တဲ့ခါမျိုးကြောက်တဲ့ခါမျိုးမှာအဲ့လိုပုံစံမျိုးသွားတယ် so power post ဆိုတာကျမတို့ wonder woman power post တွေ့ဦးတယ်ဟာ wonder woman ကအဲ့လိုမျိုးခါထပ်ပြီးတော့လေ so ဒါတွေကကျမတို့ရဲ့ဒီ power post လေးတွေဟိုအာလားလဲအောင်လုပ်ပါဘာလို့လဲဆိုတော့ကျမတို့ရဲ့ န္ဓာကိုဖွင့်လိုက်တာနဲ့ခန္ဓာကိုရွေးရှားလိုက်တာနဲ့ကျမတို့အလိုလိုလေးနဲ့ confidence ရှိတဲ့အောင်ထင်ရတယ်ပေါ့နော်။ဥပမာဓာတ်ပုံနဲ့မစည်းရတဲ့ဓာတ်ပုံနဲ့စည်းရတဲ့တော့မတူဘူးပေါ့နော်။ပြီးလို့ရှိရင်ဘောင်းမီဝတ်တာနဲ့စကတ်ဝတ်တာနဲ့မတူဘူး။ကျမဆိုလို့ရှိရင်ဒီဘောင်းမီဝတ်မဲ့အစား like ဟို business skirt ပေါ့နော်။အဲ့လိုပုံစံမျိုးလေးဝတ်ပြီးသွားတော့ဟို suit လေးနဲ့သွားလို့ရှိရင်ကျမ feminine လေးဖြစ်တယ်။ confident လေးရှိတယ်။ဓာတ်ပုံနဲ့ဟိုအရင်အမြင်မဟုတ်တဲ့ဓာတ်ပုံနဲ့တလက်မလက်ခွဲလောက်နဲ့ပေါ့နော်။အဲ့ဒါမျိုးလေးနဲ့ကျမတို့ interview သွားတာပဲဖြစ်ဖြစ်လှုပ်ရှားရှိတဲ့ဒီ professional work တွေလုပ်တာပဲဖြစ်အဲ့လိုမျိုးဆိုကျမ ပို့ပြီးတော့ confidence ရှိဒါပဲဆိုတော့ဟိုအရက်ကလည်းနည်းမြင့်နေလို့ထင်ရတယ်ကိုကတကယ်တော့မမြင့်နေဘူးငါပြီးတလက်မှာပဲဖြစ်တယ်တလက်မှာအကြောင်းမလို့ down မလို့ကျမငါပြီးတလက်မှာဖြစ်သွားပြီမဲ့ကိုကအဲ့စီးလိုက်တဲ့ moment မှာ ဒါပေမဲ့လေးစီးလိုက်တဲ့ခိုက်တက်မှာကျမမြင်တယ်လို့ခံစားရလိုက်တယ်ပေါ့နော်ပြီးတဲ့ခါမှာကျမတို့ကဒီ suit လေးဝတ်တဲ့ခါမှာဘောင်းမီဝတ်တာတဲ့ skirt လေးဝတ်တဲ့ခါမှာအောင်ကိုကိုကိုလှနေတယ်လို့ feminine ဖြစ်တယ်လို့မျိုးခံစားရတယ်ပေါ့ဒါမှမဟုတ်လေချို့ကြောင်လည်းဘောင်းမီဝတ်တာပို့ပြီးတော့လွတ်လပ်ရှိတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်လေဘောင်းမီကိုကို comfortable ဖြစ်မဲ့ကို confident ပို့ပြီးတော့ရှိတယ်အဝတ်အစားမျိုးကို confident ပို့ပြီးတော့ရှိစေမဲ့ body posture မျိုး body pose ပေါ့နော် power pose လို့ခေါ်တယ်အဲ့လိုမျိုးလေးတွေကိုမျက်မျက်လုပ်နောက်ခုမှပါလဲဆိုလို့ရှိရင်ကျမတို့က comfort zone နဲ့ရာနေထွက်ပြီး ါတော့ကျမတို့ learning zone growth zone တွေကိုသွားဖို့ပါ။ဘာလို့လဲဆိုရှင်လူတွေကကျမတို့ကအဲ့လိုမျိုးပေါ့ဘာမှမလုပ်ဘူးဆိုလို့ရှိရင်တော့ကျမတို့ကြောက်ရရလည်းမလုပ်ဘူး။ဒီဟို confidence တွေဘာလဲရှိကြမလို့ကိုယ့်ကိုအေးစစ်စစ်ပဲကိုယ်တကယ်ချင်းနဲ့ကိုယ့်မိသားစုနဲ့စားလိုက်အိတ်လိုက်နဲ့ပြီးသွားလိမ့်မယ်။ဒါပေမဲ့ကျမတို့တွေကအဲ့ဒါဆိုလို့ရှိရင် ဟိုဘလို့ဟောလဲလူကတိုးတက်တယ်လားမတိုးတက်ဘူးပေါ့နော်အဲ့ဒါဆိုရင်လည်းဘာဖြစ်သွားလဲဆိုသူတို့ကျွတ်နေမှာလीသူတို့လိလာထတာရှိတယ်ဘာမှမလုပ်တဲ့ကျွက်ရဲ့ဟိုဓာတ်ဓာတ်လိုက်ခံရတဲ့ကျွက်ရဲ့ဓာတ်လိုက်တဲ့အာပေးလိုက်တဲ့အခါမှာကျွက်ကဘလို့မျိုးတုံ့ပြန်တယ်လဲအများတမ်းပဲတက်ခလာခလာလိုက်ခံရတဲ့ကျွက်ပေါ့နော်ဒါကသူတို့ရဲ့ behavior တွေသူတို့ကလိလာခြင်းတဲ့အတွက်ကြောင့်ကျွက်တွေကတော့လူတွေနဲ့အနည်းဆက်ဆုံးတူတယ်ဆိုရင်မဲ့တရက်ကြီးတော့တူတာမဟုတ်ပေါ့နော်လူတွေကတော့ပို့ပြီးတော့ sophisticated ဖြစ်တာပေါ့နည်းနည်းပို့ရှုပ်တာပေါ့ဒါပေမဲ့လေကျွက်တွေကိုသူတို့လိလာတဲ့ထဲမှာဆိုလို့ရှိရင်ကျမတို့ကလုံးဝဘာမှမလုပ်တဲ့ကျွက်ဆိုတာ သူကလေးလောက်ကမရှိတဲ့ကြော့ကပြေးပြီးတော့ကြားတဲ့ခါမှာဟိုတေသွားတယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်အဲနောက်ခါနည်းနည်းအရန်ကိုဘယ်လိုခေါ်မလဲခဏခဏဓာတ်လိုက်ခံနေရတဲ့ကြော့ကကြတော့လဲ stress တွေအရန်များဓာတ်လိုက်နေဆိုကျွန်တော်တို့တွေကလောကမလုံချင်မဲ့လောရတာတွေအရန်များတဲ့ comfort zone တွေကနေခဏခဏထွက်နေရတဲ့အခါမျိုးပေါ့ panic zone တွေကိုရောက်သွားတာပေါ့နော်ဟို panic တွေဖြစ်နေအောင်မလည်းဖန်ဘာလို့မှမသိအိုးတစ်ခါကြောက်လို့ရှင်လဲနော်ဟိုစားဖို့တတ်ဖို့မရှိတဲ့ခါမျိုးမှာငွေမရှိတဲ့ခါမျိုးတွေလို့တရားမလုံမဖြစ်လောရမဲ့ဟာမျိုးတွေလို့မလုံချင်တဲ့ဥစ္စာကြီးကိုလောရတာဟာတို့ဒါတွေဒီကျွန်တော်တို့က panic zone တွေကိုရောက်နေတာပေါ့နော်မလုံမဖြစ်လောရတဲ့ဟာမျိုး ဆိုတဲ့အခါမျိုးမှာဆိုရင်အဲ့အဲ့လိုကြွက်တရလည်းဖြစ်လဲတစ်လုံးယောဂါတို့ဘာလို့ဖြစ်ပြီးသွားတော့တို့တွေကဒါ stress တွေအရင်များလေ overwhelm ဖြစ်နေတဲ့ကြွက်เนาะအဲ့လိုဖြစ်နိုင်တယ်ဒါပေမဲ့ကျမတို့ရဲ့ daily နည်းနည်းလိုက်ပေးတယ်အအခါမှာတို့ကဘာလို့ဖြစ်လဲဆိုလို့ရှင်ဟို motivated ဖြစ်တဲ့အဲ့ကြွက်ကလေးတွေကပုံပြီးတော့လမ်းလျှောက်ခြင်းနဲ့လှုပ်ရှားတဲ့အခါမျိုးမှာအဲ့ကြွက်တွေပုံပြီးတော့ jam ပါတယ်ပေါ့เนาะဆိုတော့ဆိုလိုတာကကျမတို့တွေကဒီဟိုကပေါ့ ဟိုဟိုဘာမှမလုပ်ဖ ೇನೆ နေတဲ့ zone ထဲမှာ comfort zone ထဲမှာနေလို့မရဘူး panic zone ထဲမှာလည်းနေလို့မရဘူးကျမတို့က learning and growth zone ထဲမှာရောက်နေဖို့လိုတယ်ဆိုတော့အဲ့ဒီဟာလေးကိုကျမတို့က comfort zone နဲ့ stretch လေးလုပ်ဖို့လိုတယ်ပေါ့နော်ချက်ချင်းဆိုတယ်လို့မျိုးကျမတို့ကမြန်မာနိုင်ငံနေပြီးတော့နိုင်ငံခြားကိုရောက်ပြီးချက်ချင်းအော်လူရှေတွေမှာစကားပြောဒါမျိုးလုပ်ဖို့ပြောရမှာမဟုတ်ကျမတို့က core comfortable ဖြစ်မဲ့ zone လေးတွေရနေပြီးတော့နည်းနည်းလေး baby step လေးထွက်လာဖို့ပေါ့နော်ဥပမာထားပါတော့နော်ဟို okay ငါငါမြန်မာနိုင်ငံနေထွက်လာတယ်ဆိုတော့ဟိုငါငါအဲ့လိုမျိုးပေါ့နော်ဒီလိုဟိုလူလူ လူရဝင်တဲ့အရာတွေလောက်ရအောင်မေးဆိုတော့လူလူပေါင်း900ရှေ့မှာကျွန်တော်တို့စကားတွေပြောရတာမျိုးတက်ကျမကတော့အနေနဲ့ဆိုရင်ပေါ့လေဒါမှဖြစ်မနေတော့ရတဲ့လူဆိုလို့ရှိရင်လောက်ရတာပေါ့အဲကျမအနေနဲ့ဆိုလို့ရှိရင်တော့ okay က speech လူတွေကိုစကားပြောရအောင်မယ် လို့ရှိမှထွက်ပြီးစကားပြောရမယ်ဆိုလို့ရှိရင်ကျမတို့ကအလဲဆိုလူ9ရက်လောက်နဲ့စပြီးတော့ practice လုပ်မယ်ကျမတို့ speech class တွေမှာဆိုရင်လူအများဆုံး20နဲ့30အဲအဲ့လိုမျိုးအရင်ဆုံး practice လုပ်မယ်ကျမတို့ small group practice လေးရှိတယ်အဲအဲ့လိုမျိုးပေါ့ကိုပြောတဲ့စကားကို topic ကိုကိုကပတ်ပတ်နိုင်နိုင်ဖြစ်သွားတဲ့အခါမှာအဲ့ဒီဟာကိုလူနဲ့20ရက်အရှိန်မှာထွက်ပြောရဲဖို့လူတွေပြောတဲ့စကားကိုကျမတို့ရပြန်ပြီးတော့ဖြေနိုင်ဖို့အဲအဲ့လိုမျိုးပေါ့နော် confidence ရှိဖို့ဥစ္စာကိုလူတွေလေးနဲ့ရုံဆုံးကျင်ပါပြီးရင်ဖြည်းဖြည်းနဲ့ညားသွားပါမလို့လူ9ရက်အရှိန်မှာချက်ချင်းသွားပြီးတော့ပြောတာမျိုးတဲ့အဲ့လိုမျိုး baby step က်လေးပေါ့နော်အဲ့လိုမျိုးဟာလေးတွေကျင့်သွားမယ်ဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့ confidence ကိုပို့ပြီးတော့တက်လာတယ်နောက်ခါမှာကျမတို့တွေအချက်ချင်းခုနပြောလို့ပဲဟို0ကနေ hero တက်လို့တဲ့အခါမျိုးမှာထားပါတော့နော်ဟိုရှက်စရာခုဂျုံသွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ကိုကဘာဖြစ်လဲဆိုလို့ရှိရင်အော်ငါက failure ဆိုပြီးတော့ခံစားရတယ်ပေါ့နော်ဆိုတော့မျိုးကြီးတွေးမယ်အဲ့လိုမျိုးအတွေ့အကြုံမျိုးကိုရသွားလို့ရှိရင်လေခုနပြောလို့ confidence က ြန်ပြီးတော့ကြာသွားတယ်အဲကျမတို့ရှေ့ပိုင်းမှာပြောတယ်ဟို confidence ကြာစီတဲ့အရာလေးတွေမှာဒါ experience bad experience တွေလည်းပါတယ်လေဆိုတော့လိုမျိုးဖြစ်မဲ့စာကိုကကိုပိုင်နိုင်တဲ့အရာလေးကိုကို comfortable ဖြစ်မဲ့လူလေးတွေရှေ့မှာအယုံဆုံးလှုပ်ကြည့်ပြီးတော့ဖြည်းဖြည်းချင်းဖြည်းချင်းတိုးသွားတာကိုကျမပို့ပြီးတော့အားပေးချင်တယ်ပေါ့နော် အဲ့ဆိုရှင်ကိုကိုလည်းယုံကြည်မှုပို့ပြီးတော့ရှိလာတယ်။အဲ့ဒီပြင်ကိုကလည်းဒီ growth zone ထဲကိုရောက်နေတဲ့ကြောင့်လို့ဖြစ်ဖြစ်ရရှိရှင်ကိုလို့ချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေကဖြစ်လာတတ်တယ်ပေါ့ရှင်။ကျမအရင်တော့ဆိုလို့ရှိရင်အားကြရတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုး model လုပ်ပေါ့နော်။ကျောင်းမှာဆိုလို့ရှိရင်လည်းကျမတို့အတန်းကောင်းစွာလို့မအားလို့ရှိမယ် class person ရှိမယ်။သူတို့တွေဘယ်လိုပုံစံမျိုးလေးစကားပြောတတ်လဲ။သူတို့တွေဘယ်လိုမျိုး skills လေးသူတို့ရှိမှရှိလဲ။လူတွေကဘာကြောင့်သူတို့အရင် charismatic ဖြစ်တာလေးပေါ့နော်။သူတို့တွေကဟိုချစ်ဖို့ကောင်းတယ်။လူသူသဘောကျတဲ့ပုံစံလေးဖြစ်နေရအဆက်တည်းသူတို့ကိုကျမတို့လေ့လာပြီးတော့ ် emulate လုပ်လို့ရတယ်သူတို့ပုံစံအတိုင်းကျမတို့တွေကဟိုပေါ့အရင်အကုန်လုံးလိုက်တူပါတာမျိုးတော့မဟုတ်ပဲမလဲနည်းနည်းလေးပေါ့ကို style လေးတော့ကိုမပြစေမယ့်နဲ့သူတို့စီရင်နေပြီးတော့နည်းနည်းဟာလေးတွေကိုငှားပြီးတော့ယူပြီးတော့သုံးပြီးတော့အဲ့ဒီ skills လေးတွေကို practice လုပ်လို့ရတယ် အာထားပါတော့ကိုကကိုကြောက်တဲ့ရာတစ်ခုလုံးရမယ်ဆိုလို့ရှိရင်အော်ငါးနေရာမှာသူ့သားဆိုလို့ရှိရင်ကို model လုပ်ရတဲ့လူပေါ့နော်ကိုအာအာထိုက်အာအာကိုရတဲ့ကိုရဲ့စံပြပုံကိုပေါ့နော်ဆိုတော့သူ့သားဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလေးသူလုပ်လိမ့်မလဲသူ့သားဆိုဘယ်လိုမျိုးအမူအရာလေးနေနိုင်မလဲဘယ်ဘာလေးပြောမလဲဘယ်လိုခံစားနိုင်မလဲစသဖြင့်အဲ့ဒါမျိုးလေးတွေကျွန်တော်တို့တွေကငါးတုံးလို့ရတယ်ပေါ့နော်ဒါကလိလတ်တစ်ခုဖြစ်တယ်ကျွန်မငယ်ငယ်တုန်းကခလာခလာတုံးခဲ့တဲ့ရာဖြစ်တယ်ပေါ့နော်လူကဘာလဲဆိုလို့ရှိရင်အရှော့မပေးလိုက်ဖို့ပေါ့နော်လူဆိုရာကတော့ကျွန်တော်တို့ရှုံးနေတဲ့ခံမှုကြီးလည်းရှိတယ်ဆိုတော့ prepare for failure အမြဲတမ်းအောင် ောင်မြင်နေမှာတော့မဟုတ်ဘူးအဲကျွန်တော် practice လုပ်တာများလေလေအဲပို့ပြီးတော့အောင်မြင်ဖို့ကတော့နီးလာလေဆိုပေမဲ့အာ failure ကိုလည်းကျမတို့တွေအများနဲ့ပဲ short term ထားသိအောင်ပေါ့နော်အဲဆိုဒါပေမဲ့လည်းဘယ်လိုမျိုးတွေးလို့ရလဲဆိုလို့ရှိရင်ကျမတို့ fail ဖြစ်တယ်ဆိုတာက F A I L မလားအဲ့ဒါကပါလဲဆိုလို့ရှိရင် first attempt in learning ဆိုတော့ဒါငါအခုမှသင်ယူနေတဲ့ကာလဖြစ်တော့ကြမလို့အာချွတ်ချော်မှုတွေရှိတယ်အဲဆိုတဲ့ပုံစံမျိုးတွေနဲ့ကိုကိုပြောလို့ရတယ်အဲ challenge တွေဒီကျမတို့အပေါ်မှာလာပြီးတော့တွေ့ကြုံရတဲ့အခက်အခဲတွေဒီကျမတို့ရဲ့ကိုလေ့လာဖို့အတွက်ဖြစ်လာတယ်အာ ော်ကျမတို့ grow ဖြစ်ဖို့အတွက်အခွင့်အရေးတွေဖြစ်တယ်လို့တွေးလို့ရတယ်ပေါ့နော်အဲကျမတို့အရင်တော့အောင်မြင်တဲ့လူတွေသွားကြည့်မယ်ဆိုလို့ရှင်အခါခါကြာရှုံးခဲ့တဲ့လူတွေများတယ်ဒီမီးလုံးတီထွင်တဲ့လူတွေ right ညီနောင်လို့နောက်ထပ်လူတွေရှိသေးလဲအိုဂျမ်မာလို့ဆိုလို့ရှင်အခါခါအရင်ခံရတဲ့အကြောင်းတွေကနေအလုပ်တရားနေအာပြီးတော့နောက်ထပ်လူရှိသေးလဲအော် Harry Potter တို့ဘာလို့ရေးတဲ့လူဆိုလို့ရှင်လဲသူတို့အခါခါအရင်ညင်းတဲ့အတွေကိုလူတွေညင်းတာတွေကိုခံရတယ် failure တွေကိုကြုံပြီးတော့မှတကယ်အောင်မြင်တဲ့လူတွေဖြစ်လာတဲ့လူတွေအများကြီးပဲရှိတယ်ဆိုတော့ကိုကအဲ့လိုမျိုးကြာရှုံးတဲ့ခါတိုင်းမှာဟိုကိုလိုချင် င်တဲ့ result ကိုမရတဲ့ဟာမျိုးလေးတွေရှိတဲ့အခါတိုင်းမှာလည်းကိုအဲ့လိုမျိုးလေးခုခုပြန်ပြီးတော့ပြောပြီးတော့အာပြင်ဆင်ထားဖို့အကောင်းဆုံးကိုမျှော်လင့်ပြီးတော့အဆုံးဆုံးကိုပြင်ဆင်ထားဖို့အတွက်အဲလိုအပ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုကျွန်မအလူလေးတွေတိုက်တွန်းချင်တယ်ဆိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်ကိုကို confidence ရှိအောင်လုပ်လို့လုပ်ရမယ့် tips လေးတွေကိုပြောင်းဝေသွားတာပါအဲနောက်ပတ်ထဲမှာလည်းကျွန်တော်တို့လူငယ်တွေအတွက်ကြိုးရှိမထင်တဲ့ဗီဒီယိုလေးကိုထပ်ပြီးတော့ပြောင်းဝေသွားပါမယ်ကိုတက်ထောက်ကိုဖြစ်တဲ့ဆိုလို့ရှင်လဲ like and share တခြားဘလို tips တွေကအာကိုကကျွန်မပြောထားတဲ့အထက်မှာမပါဘဲနဲ့ကိုလုပ်နေရတဲ့ရှိလေ comment below 明日に